ယေရှုကဘာတူလဲသလားယေရှုဟာဂျေဇူးတော်ဒီဟူသော ကြောက်ဖြစ်တယ်မောရှေကလေဘုရားသခင်ကိုရောကျွန်တော်ကိုရောရဲ့မျက်နှာကိုမြင်ခြင်းတယ်အဲ့ဒါဘုရားသခင်ဘာပြောလဲငါအနာမှာနေရာတစ်ခုရှိ၏ယေရှုခရစ်တော်ဟာရှင်ပြန်ထမြောက်ပြီးတော့ဘုရားသခင်ရဲ့ဘယ်ဘက်မှာစိုးစံလဲလက်ရဘက်မှာစိုးစံတယ်ငါနာမှာဆိုတာဖရားရဲ့လက်ရဘက်တနည်းအားဖြင့်ယေရှုခရစ်တော်ကိုပုံဆောင်တာဖြစ်တယ် ယေရှုခရစ်တော်အဖြစ်သင်ဟာဖခင်တခင်ရဲ့လက်ရဘက်နေရာမှာနေရာကျတော်သူဖခင်နဲ့ဆက်ဆံခြင်းရင်ယေရှုခရစ်တော်ဒီဟူသောဂျေဇုတော်ကြောက်ကိုအမိပြုမှဆက်ဆံလို့ရတယ်။ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုယ့်ရဲ့အကျင့်သီလနဲ့တွားတာနဲ့ကွာပြီ။ဒါကြောင့်မင်းငါဘုံကိုမြင်ခြင်းရင်ငါနာမနေရာတစ်ခုရှိတယ်။သင်သည်ကြောက်ပေါ်မှာရရမည်။ကြောက်ဆိုတာဘာတူလဲဆိုတော့ယေရှုခရစ်တော်ဖခင်ဘုံကိုမြင်ခြင်းရင်ကြောက်ပေါ်မှာရရမယ်။ ယေရှုကိုယုံမှဖခင်ရဲ့ဘုန်းတော်ကိုပြင်တွေ့ရမယ်။အဘုန်းလျှောက်သွားသောအခါသင်ကိုကြောက်ကြားနိုင်ငါ။သင်ထား၍ငါကြွသွားသည့်အခိုက်သင်ကိုငါလက်နှင့်ဖုံးအောင်ပြီ။မောရှေရဲ့ဖခင်ဘုန်းကိုစာငတ်ခြင်းကိုဖခင်သခင်ကဘယ်အထဲကနေမြင်စီတာလဲဆိုတော့ကြောက်ကြားတွေကနေမြင်စီတယ်။ ပြောအောင်ကြောက်ပေါ်မှာတင်ထားတယ်ကြောက်ကြားထဲမှာဝတ်ထားတယ်တင့်ကိုဘုရားသခင်ဒီနေ့ယေရှုခရစ်တော်အဖြစ်ဂျေစုတော်အပေါ်မှာတင်ထားတယ်ဂျေစုတော်ထဲမှာဝတ်ထားတယ်ဂျေဇူးတော်အဖြစ်ပဲသင်ဟာဖယံဘုံကိုမြင်ရမှာဖြစ်တယ်။ကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့သီလအဖြစ်ဘယ်တော့မှဖယံဘုံကိုမမြင်ရအောင်28ခုမြောက်သောစာလံအပိုင်ငယ်9ကိုဖတ်ရအောင်။အကြောင်းမူကားဘေးအန်နေရောက်သည့်ကာလတဲတော်၌ငါကိုဗိမ္မာန်တော်အတွင်းရ၌ငါကို ဝတ်ထားတော်မူပြီကြောက်ပေါ်မှာလဲငါကိုတင်ထားတော်မူပြီကျေးဇူးတော်ကာလမှာဘုရားသခင်ကသင်ကိုဘယ်ပေါ်မှာတင်ထားလဲကြောက်ပေါ်မှာတင်ထားတယ်ဘိနာသခင်ကြုံပြောအောင်သင်ကိုဘုရားသခင်ကြောက်ပေါ်မှာတင်ထားတယ်မောရှေကဘုရားဘုန်းကိုမြင်ခြင်းတဲ့အခါမှာဘုရားသခင်ကမောရှေကိုကြောက်ပေါ်မှာတင်ပြီးမှသူ့ဘုန်းပြတယ်ဒီနေ့လေကျေးဇူးတော်ထဲမှာသင်ကိုဘုရားသခင်ကကျေးဇူးတော်တည်းဟူသောယေရှုပေါ်မှာသင်ကိုတင်ထားပြီးတော့သူ့ဘုန်းကိုသင်ကိုပြမယ် ဒီကာလဟာသင်ဟာယေရှုတော်အားဖြင့်တာ၍ဘုရားဘုန်းထင်ရှားမဲ့ကာလဘုရားရဲ့ပကတိနဲ့ဆက်ဆံရမဲ့ကာလပြည့်ညက်တရားချိန်ချင်းနေတင်နဲ့မဆိုင်တော့ဘူးပြည့်ညက်တရားထဲမှာပါတဲ့ချိန်ချင်းနေဟာတင်နဲ့မဆိုင်တော့ဘဲနဲ့ဂတိတော်တွေဖြစ်သွားပြီသင်ဟာကောင်းချီးခံစားရဖို့ပဲရှိတော့တာဖြစ်တယ်